ဦးဇာအဒီပရာဒူယိုရှောင်းပြီးတော့ဟာငါလည်းမတတ်နိုင်တော့ကွာလူကကားလေးလုတ်ပါအောင်ဆိုဘုံဗုဒ္ဓကွင်းဆောင်လားဆိုဦးဇင်းကိုကြည်ညိုတဲ့စိတ်နဲ့အဲ့ဒီပုံကူကြီးကအဲ့ဒီလူဟာဘုံဗုဒ္ဓကွင်းဆောင်အတန်ကြောင်းနဲ့တည်တယ်ဆိုပြီးတော့နောက်တစ်သီးရှောင်းလိုက်ဖျားပြီးတော့စီစဉ်ပြရမှာဆိုတော့အဲ့ဒုံငါပေါ့အဲ့လူငယ်တယောက်ပဲပြောမှာဝင်းကြီးရဲ့ပီအီလာအဲ့လိုပေါ့သူကနေပြီးတော့ဖုံးကန်ပြီးတော့ ဖမလူတို့ထက်ချောက်လိုက်ပါသူကလုပ်ပြပါမယ်ဆိုပြီးတော့ကာနစီကတည့်ရပဲခြားတယ်အဲနံပါတ်အောင်ကြိုက်လို့ရွေးယူထားတာပြောချင်တာကတော့အဲ့ဒါလည်းနှစ်ပွဲရလို့ပါပဲဘယ်ဖုန်ကြီးမှဂရက်စီကားတွေက W တွေများတယ်ဦးစင်းကတော့တကယ်ကိုပြူပါရှူပါဖြစ်ပါတယ်ဟိုမှာမဲတော့တာလာကျူလားမသိဘူးပါဗျာ ကဲသူဓာတ်ပုံရိုက်ဖို့လေးရှိတယ်ခဏအဲသူစောင့်ခိုင်းလိုက်အောင်နော်စောင့်ခိုင်းလိုက်ပါဦးခင်ဗျာကောင်းပြီမိပါတကကြီးအခုကတော့တပည့်တော်တို့ခုနတော့နည်းနည်း personal ဆန်တော့တာပေါ့အခုကတော့အရှင်ပြားနဲ့ပြောတဲ့အတိုင်းပဲယနေ့ခေတ်ရဲ့သာသနာပေါ်မှာမြင်နေတဲ့အမြင်လေးကိုတပည့်တော်သိကြပါကျေရော်ကြ ਈ ယာကိုသိတဲ့သူသာလွမြောက်ကြစတမ်းမှာ မှန်လေမာစီကြောင့်တဲငူကြောင့်စွန်လွန်ကြောင့်မိုးကုတ်ကြောင့်ဆိုတဲ့အဲ့ဒီအဖွဲ့အစည်းတွေထဲမှာပဲမာမာယွင်းနေနေရှိတယ်လို့တကယ်ကိုအဖွဲ့အစည်းလည်းမဖွဲ့ပဲနဲ့တရားသဘောနဲ့ညီနေတဲ့အရိယာတွေရဟန္တာတွေသောတာပန်တွေရှိမှာပါမှန်ပါတယ်။ဘာကြောင့်ပြောလဲဆိုတော့ရှိမှန်းသိလောက်အောင်အားထုတ်ထားရင်ဟိုနေရာဌာနအဖွဲ့အစည်းနဲ့မဆိုင်မနဲ့ရှိနေပါတယ်။ဒီလိုပဲသူတော်ကောင်းတွေရှိတဲ့အရက်မှာသူယုံမှာဆိုတာရှိမှာပါ။ မှန်ပါဗျာဘုရားပွင့်တော်မူတယ်လို့အတန်ကြားတဲ့အချိန်မှာဒိဋ္ဌိကြီး6ယောက်ဖြစ်တဲ့တို့လည်းဘုရား6စုဆိုပြီးတော့မှန်ပါဗျာဖြစ်နေတာပါပဲဒါပေမဲ့ဗုဒ္ဓရဲ့တာဝကတွေဒါလင်အမှန်တကယ်ဖြစ်ပြီးတော့ခုနကတော့ဘုရား6စုလို့တို့အမည်ယူတဲ့ခုနကဥလားကအာရကဟလာဘာလဲမောက်ကလေးခေါတန်လားစသဖြင့်ပေါ့နော်ပါဠိတော်ကြီးကပြောရင်ရှိနေမှာပါတကယ်ဒါဒီကနေ့သာနာဘလို့မြင်လဲလို့ပြောရင်ဘုရားသာနာကြောင့် လွတ်မြောက်ချမ်းသာသူတွေရှိတယ်လို့သူတော်ကောင်းမဟုတ်တဲ့သူယုံမာလေသူတော်ကောင်းအောင်ဆောင်တဲ့သူယုံမာလေအများကြီးပါပဲသူယုံမာဘက်ကိုဟိုပေါ်ပေါ်တင်တင်ကူးပြီးတော့လုံနေကြလို့သူတော်ကောင်းအလုပ်တွေကိုစမ်းပြီးတော့လုံနေတော့ဖြစ်တဲ့အတွက်အဲဦးစင်းအမြင်ရပြောရရင်တော့သူယုံမာများပြီးသူတော်ကောင်းနည်းနေရတော့အမှန်ပါတာနာ2500နောက်ပိုင်းမှာအမှန်တည်တဲ့ဉာဏ်ရှိတဲ့သူတို့အားနည်းနေပါပြီ တင်ပါဒါလည်းဥစဉ်ရအမြင်ပေါ့တင်ပါဗျာဒါတော့ဒါနဲ့ပဲဇက်တိုက်ပေါ့ဗျာအခုတာဝန်ထမ်းဆောင်နေတဲ့ဘောအိုက်ပေါ့တန်ဃာတော်ရဲ့လက်ရှိပေါ့ဘုရားသာလာတော့သူတို့ရဲ့အခုလက်ရှိမြန်မာကြားအတွေ့ရကြုံရတဲ့အားတွေအရှင်ဖျားအတွေ့ကြုံကတန်ဃာတော်ရဲ့ခြေနေပြီးမဘာသာတို့မဟာနာတို့အခြေအနေတွေရော ဘယ်ကီလန်ဘယ်လန်ကိုရှောင်ကြပါလားယိုလေးပြောတော့ကိုယ်အမြင်နဲ့ကိုယ်သွားနေကြတာဖြစ်တဲ့အတွက်ကောင်းတဲ့သူလည်းရှိတယ်ဆိုးတဲ့သူလည်းရှိတယ်အဲဘွဲနဲ့တန်တောင်ဝင်နဲ့တန်နေရာနဲ့တန်တဲ့သူတွေရှိတယ်လို့ဘွဲနဲ့မတန်နေရာနဲ့မတန်မိမဲ့လေအဲအချင်းနေရအဲမှန်းနေတယ်သူလည်းအများကြီးဆိုတော့ဒါဥစဉ်အမြင်ပြောရတော့အလုံးအောင်သူ့လို့သူ့လို့နေတော့ဟုတ်တယ်မကောင်းဘူးဆိုတဲ့သူတွေဟာဒါတော့နှက်တွေအဲဟိုဘာလို့လဲဟိုမရောက်ဒီမရောက်ဒီအများကြီးပါပဲဆိုတဲ့ ကြားရရနောက်ဆုံးသူတို့ကိုယ်တိုင်လည်းဒါနာအတွက်အထောက်ပံ့ဖြစ်စီတဲ့အကြောင်းအရာတွေလည်းတွေ့ရပါတယ်မှန်ပါဗောဒါကြောင့်ဦးဇင်းတို့ကအဲဒါနာရဲ့သဘောတော့ခုနပြောလို့ပင်လေကြီးလိုပဲမကောင်းတာကြောအပြင်ထုတ်ပြန်တာပါဗျာเออดาตู้เนี่ยตบาวะหลุပြောออกมาว่ะถ้าจังအကုန်လုံးမဟာနာစဒီမြို့နဲ့တန်ခါနာကအဆုံးဒီလိုပဲတာနောင်မှာယဟနာ အစပုရုဇဉ်အဆုံးပုဂ္ဂိုလ်ဒီမှာသူအပိုင်းအပိုင်းနဲ့သူရှိနေကြတော့ ရေးကြီးอ่ะတခါကြီးပဲအတိုင်းပိုင်းနေမှာလားခုပဲအပိုင်းမှာလေဆင်ကျင်ပြီးတော့ဥစဉ်ကတော့ဒါလေးပဲမြင်မြင်တော့တယ်ခုနလိုကို့ဘောညစ်တဲ့လူလဲဟိုပုဂ္ဂိုလ်တ attva မထားကျင်တော့အဲသူရဲ့လူအချက်အားနဲ့ချက်သူတို့အကြောင်းပဲအေးအဲ့လိုပဲကို့ကိုအရိယာလိုပြောပြီးတော့လိန်စားတိုက်ဆောက်ကားစီးရတရားမားပါလေလို့အချိန်ချိန်တုံ့တအမျိုးမျိုးမြင်လဲသူကတော့သူ့ပြိတ္တနဲ့သူအောင်မြင်နေလူတွေအများကြီးမှန်ပါမထင်သန်းတဲ့တောင်ပိုးလုံသေးတယ်ဥစဉ်တို့ကြာအဲ့လိုလောက်ရမှလဲရှက်တယ် ယူအောင်မှလည်းကြောက်တယ်။မှားနေမှန်သိတယ်ဆိုကိုကိုလည်းသိလို့သူများရဲ့သုံးသက်ချက်ကိုလည်းခံယူနိုင်တဲ့သူတွေဆိုတော့တင်ပါ့မယ်။အဲအတ္တကြီးပြီးတော့မြတ်စွာဘုရားကမြစ်စီမာပฏิပဒါရှောက်ခိုင်းတာသူတို့ကအတ္တနဲ့ရှောက်နေတာတွေ့ရပါတယ်။အဲ့ဒီတော့နှုတ်ဘုံနှုတ်ပိတ်နှုတ်စိတ်နေတာနေသင့်သလားထိုက်သလားပြောသင့်သလား များများပြောတင်တာဗျာတာဝကနဲ့ပဲဆိုင်မယ်နဲ့တူပါလေဒီမှာဒီဒီဝရကလည်းဒီဝရပြည့်တရှိနေလူဗုဒ္ဓလည်းဗုဒ္ဓပြည့်တရှိမှာပါအဲ့တော့ဗုဒ္ဓကတော့ဗုဒ္ဓရဲ့ဉာဏ်တော်နဲ့ပဲသွားတာဖြစ်တယ်လူဒီဝရကတော့မြစ်ပတ်ချင်းကောက်ချစ်ချင်းဆင်းလဲချင်းနဲ့သူသွားနေမှာပဲပြည်ကြတဲ့ခုကသစ္စာဓမ္မကိုအမှန်သိထားတဲ့ဗုဒ္ဓကတော့ ဗုဒ္ဓရဲ့ဓမ္မလမ်းစဉ်တိုင်းသွားနေမှန်ပါဗျာအဲ့လိုပါပဲဦးဇင်းတို့လည်းဟိုစောင့်ကြည့်နေသလားလို့ပြောရင်လည်းဟုတ်ပါတယ်အမပြင်းဘူးလားဆိုနီးစက်ရပေါ့အခုမကောင်းတဲ့လူတွေကန်ဆိုးနေတဲ့လူတွေအခုနကအရမဝါရရင်းနဲ့တွဲပြီးတော့အရမဝါရနောက်ကိုตายရသွားတယ်မှန်ပါဗျာသူတို့ကန်သူတို့အကြောင်းလေးရလीကိုဖြည့်ဖို့နေနေသားအဲကိုကိုရိုင်းတောင်ဒီဝါရတွေကိုချင်းကတုံးတန်းရင်းနဲ့အမှန်တရားနဲ့နေနေတဲ့သူဖြစ်တော့သူတို့အပြစ်ပြောရင်ကိုယ်ရံမှုတတ်တော့မှန်ပါဗျာဒါပါပဲခင်ဗျာ ်မှန်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကတော့အရှိရကူတာနာပြုမဲ့ပုံစံရဲ့တော့မဲ့အနာဂတ် future plan ပေါ့စဉ်းစားထားတာဒီဘာများရှိပါလဲဟုတ်ပါတယ်ဦးစင်းကဘွားကို target တစ်ခုရှိခဲ့တယ်ပေါ့အဲ့အစိတ်လောက်မှာအဲ့ဘာလဲဆိုတော့ငါဒီဇနီးမြောက်ကိုယူမယ်ငါနှစ်20ကျရင်ငါဖုန်ကြီးဝယ်မယ် ဲ့တော့ဦးဇင်းအဲ့လိုတွက်ခဲ့တာအခု65နှစ်ဆိုရင်ဦးဇင်းရဲ့ life plan ပေါ့ life plan ငါးနှစ်သားအထိရောကလေးပေါ်တကကြီးရ25နှစ်တိရောတက္ကသိုလ်ကျောင်းသားပေါ့25နှစ်နောက်ပိုင်းအိမ်အောင်ကျတော့45အထိပေါ့အဲ့လိုပြန်တွက်လိုက်တဲ့အခါမှာဦးဇင်း65နှစ်သား16နှစ်သားမှဦးဇင်းတို့70တန်းရောက်တော့အဲ့အသက်20လောက်မှ70တန်းအောင်တယ်ဘိုးရလည်း25နှစ်သားမှ final မှာအိမ်အောင်ကျတယ်အဲ့တော့သားသမီး3ယောက်အဲ2ယောက်ကတော့အဖတ်တင်တယ်သားလေးတယောက်တော့ဆုံးတယ်အဲ့တော့ဦးဇင်း35မှာ ီမုတ်ကုတ်စကံကုနာဖော်ပြတဲ့တမပါအဖွဲ့ွယ်50တမဥစဉ်ဒီတရားသဘောလေးတိလိုက်တဲ့နောက်ပိုင်းမှာဥစဉ်တသက်လုံးဘုံကြီးဘုလုံရင်ဥစဉ်စာပတိလိုက်စားတယ်ဘာလဲဆိုတော့ဝိနည်းအဘိဓမ္မာတွေလေ့လာတယ်သင်္นานကြီးတက်တယ်ဥစဉ်ပြောလိုက်တဲ့စကားတွေကအဘိဓမ္မာတွေဖြစ်လို့ကိုသက်ကြီးကအဘိဓမ္မာလည်းမတက်ဖင်းနဲ့တရားကြောင်းတွေပြောအဲ့တော့ဥစဉ်ကအဲ့မှာ interview လောက်တယ်ဆိုတာကိုသူရဲ့တရားကိုမေးရင်သူတို့သူရဲ့တရားကိုနားယူဒါဟာသောတပန်နာဒါ တရာကနာဒါပုတ္တဇံလာရှာဖွေစီစဉ်ရနေပြီးတော့ဦးစင်းရဲ့အင်တာဗျူးရတယ်ကလူတွေအတွက်အကျိုးများတယ်အဲ့ခါမှာဘာသာကြားတွေကိုလိုက်လိုက်မီးတော့ဘာသာကြားတွေဟာဒီဘုန်းကြီးကလိုက်တိုက်ခိုက်နေတာသဟောအမှန်ကသစ္စာတပါးကိုခြားပြဖို့အတွက်ကိုကိုရိုင်းတော်ဥစ္စာပစ္စည်းထားခဲ့တာသူတို့ကဟိုနောဘလို့လဲကောင်းကင်နိုင်ငံမှာဘုရားသခင်ရဲ့အကောင်းဆုံးသောအိမ်တော်ကိုမျှော်မိသွားနေတာလောဘနဲ့ကိုကလောဘနဲ့အကုန်လုံးလောဘတွေဟာပူလောင်ခြင်းတွေပဲဆိုထားခဲ့လို့လောဘကင်းတဲ့အရာတာ ချမ်းသာဆိုတာနိဝါဏကိုခံစားနေတာနိဗ္ဗာန်ကိုလောဘကင်းတဲ့အရာတာကိုခံစားနေတယ်သူတို့ကကြတော့ဟိုဖျားသခင်စီစဉ်တာဟိုသူတို့သူပြောစကားနားထောင်သူခိုင်းတာလုံသူခိုင်းတာကိုလုံတော့ဒူးသူမခိုင်းတာကိုမလုံနဲ့ဒုံးဆိုတာအဲ့ဒူးနဲ့ဒုံးနဲ့နေလာတော့မှန်သူများပါဇက်ဖျားလမ်းဆုံးနေပြီးတော့ကျန်းစာအုပ်မှာသိနေတဲ့လူတွေရဲ့တရားတွေကိုလိုက်ပြောရင်ပြောနေတာဒီကိုကဟိုရှိုက်တန် အဲ့ဒါစီဒန်ဆိုပြီးတော့ကုနေတာခရိယံရွာတဲ့ဆိုတော့ဒါမဲ့နောက်ကြအေးငါကသူများပြောနေတို့ဗုဒ္ဓဘာသာထဲမှာနတ်ဒီဘူတော်ဒီဘူခိုင်းနေမဟုတ်မှတ်ဒီဘေရင်နေဟုတ်တယ်မလားဒါတွေမြင်လာတဲ့အခါသူတို့နဲ့ရှင်းနေနောက်ဆုံးခမရတို့တန်ဃာတွေထဲမှာဟုတ်တယ်ဘုန်းကြီးပါရဇီကတွေဟောမိမနဲ့ရှုပ်ထားတော့ထမင်းစကွန်ခံပြီးတော့သင်္ကန်းပတ်နေတာတော့အယောင်တော်ပြန်နေကောအပတ်ချွတ်တွေကိုတွေ့လာတော့လိုက်ပြီးရှင်းလင်းပြီးနေတဲ့ ခရဲ့လူအပ်ချက်အရာဦးစင်းရဲ့ဆောင်ရွက်ချက်တွေကိုနာမည်ကြီးတယ်ဒါပေမဲ့ကနိုင်ငံရေးကမောက်ကမကြားမှာတိုင်းပြည်ကောင်းအောင်လုပ်တဲ့လူဆိုရင်ရန်သူပဲတိုင်းပြည်ပြည့်အောင်လုပ်တဲ့လူဆိုရင်သူတို့မိတ်ဆွေဆိုတော့ဦးစင်းကအဲ့ထဲမှာပါတော့ဘောမှာပဲခေါ်ခေါ်နောက်ဆုံးတော့ဟေးသူတို့အမြင်တိုင်းနေပါတော့အခုဦးစင်း67ပါဦးစင်းကပြောလို့ငါနဲ့သားရောကလေးမလို့ပညာကြီးရောနှစ်23ပဲဆိုရင်25